လေဘာဘူးတဲ့ဆလာကတဖြည်းဖြည်းအတားဆီးတစ်ခုဖြစ်လာပြီလားလေဘာဘူးတင်းအဓိကတိုက်စစ်ပိုင်းဦးဆောင်သူရှေ့ပနက်ဆုရှင်မိုဟာမက်ဆလာကလေဘာဘူးသားကြောင့်အတင်းရဲ့ untouchable player အဖြစ်ရက်တည်ခဲ့သူဖြစ်ပါတယ်သူကထိုးထွင်းပြောင်းလဲတဲ့ golden swan ရည်နဲ့ဆွမ်းဆောင်ရည်တွေကြောင့်လေဘာဘူးတင်းကပြည်တွင်းမှာရောဥရောပမှာပါခံထားတဲ့အောင်ပွဲတွေကိုပိုင်ဆိုင်ခဲ့တာအမှန်ပါပဲဆလာကိုအတင်းကနေဖယ်ရှားဖို့ဆိုတာကလေဘာဘူးပုတ်ပွဲတော့မဖြစ်နိုင်သေးတဲ့အခြေအနေတစ်ခုမှရှိနေသေးပဲဖြစ်ပါတယ် ဒါပေမဲ့လက်တော်အခြေအနေတွေနေပြည်တော်ရဲ့နိစနစ်ပြောင်းလဲတွေရာစဉ်းစားစရာဖြစ်လာတာကတော့ဆာလာရဲ့လီဗာပူးတင်းရဲ့အောင်မြင်မှုကိုတားဆီးတာမှမဟုတ်ပြဿနာတစ်ခုဖြစ်လာပြီလားဆိုတဲ့စိတ်ဝင်စားစရာမေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ဆာလာကတိုက်စစ်ပိုင်းမှာထမ်းမြတ်ပြီးဂိုးသွင်းစားပါမှာလှုပ်ရှားနိုင်တဲ့လောက်ခန်းစစ်ကိုကူညီနိုင်စမ်းရှိတာကလီဗာပူးတင်းအတွက်အဓိကပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။အတူတူမက်ဆီဒီအာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်တင်းတို့လိုဘောလုံးပိုက်ဆိုင်မှုရဲ့တောင်မှတိုက်စစ်အားကောင်းတဲ့ထိပ်တန်းသင်းနေတဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ ဆလာကခန်းစင်းမကူညီတဲ့လားကြလေဘာဘူးကအကွင်းရဲ့ညာဘက်ခြမ်းတစ်ခုလုံးမှာဒုက္ခတွေများနေခဲ့ရပါတယ်။ဒီဘက်တရားနေဆလောကသူ့ရဲ့ listening တင်မှာအတင်းရဲ့လင်မြန်နဲ့တိုက်စစ်ကိုးပြောင်းနေတဲ့အတွက်ဆလာကိုညာတောင်မန်တိုက်စစ်မှာအကွင်းရေးဆောင်ဆိုင်ခိုင်းထားပါတယ်။ဆလာရဲ့ရွေချက်ကတော့ပြန်မခန်းစင်း line ကိုညာတောင်မန်ကနေလင်မြန်စွာချိုးပေါက်ပြီးကိုးတင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုဆုံးမချက်က listening ရမှတ်ခဲ့ပေမဲ့ဆလာရဲ့ခန်းစင်းပြောက်ွက်မှုကကြီးမားတဲ့လေဟာမှုကိုဖြစ်စေခဲ့ပါတယ်။ဆလာရဲ့ပေါ်စီကနေတိုက်စစ်လေးပမှုကြောင့်လေဘာဖူးရဲ့ညာနောက်ခံလူနေရာကကြီးမားတဲ့ဟာကွက်ဖြစ်လာနေခြင်းကအတင်းအတွက် view အမြောက်အားနည်းချက်ကိုဖန်တီးပေးနေပါတယ်။ညာနောက်ခံလူဖြစ်ကစားနေရတဲ့ print ပေါင်း Bradley ဒါမှမဟုတ်ညာခွေးလေးမှာကုညီပေးနေရတဲ့ support line တို့ကဆလာကုညီမှုရှိတဲ့ခါမှာတန်မရဲ့တောင်းပန်တိုက်စင်းနဲ့နောက်ခံလူနေရာကိုနှစ်ယောက်တစ်ယောက်ချင်းနေနဲ့မြဲတမ်းရင်ဆိုင်နေရပြီးအောင်မြင်စွာတားဆီးနိုင်စရာမရှိတော့ပါဘူး။ဒါကြောင့်ဆလာကန်စင်းမကုညီနေတာကလီဗာပူးရဲ့ညာဘက်ချမ်းကိုအားနေပြီးတန်မတီအတွက်မြဲတမ်းထိုးနှက်စရာဟာကွက်ဖြစ်လာစေခဲ့ပြီးတန်မတီနေ့ကဒီအားနေချက်ကိုအကောင်းဆုံးသုံးချပြီးလီဗာပူးတိုက်စစ်ကိုထိုးဖောက်ကရေးကြီးတဲ့ဂိုးတွေတွင်းယူနေကြတာဖြစ်ပါတယ်။ဒါပြင်ဆလာကကန်စင်းမကုညီနေလို့ဝေဖန်ခံလာရတဲ့ပြင် လန်ဒန်ရောပွဲစဉ်မှာအတွင်းကိုတွေပါတိတိတသာခန်းချောက်လာပါတယ်။ဂိုးရီပုံမှန်မတင်နိုင်တဲ့အခါမှာတော့သူ့ရဲ့တိုက်စစ်ပေါ်အာယုံဆိုင်မှုကအတင်းအကျပ်စိတ်တော့ဖြစ်လာခဲ့ရပါတယ်။တိုင်ပြင်တိုက်စစ်အတင်းပေါ်တိတိနဲ့လဲဆာလာကနားလည်မှုကောင်းကောင်းမရသေးတာကိုတွေ့ရပါတယ်။မန်ယူနဲ့ပရီးမီယာလိပွဲတခြားသောပွဲတွေမှာလဲဆာလာကအတင်းပေါ်တွေကိုပေးပို့တင်တဲ့ပုံမှုကောင်းမွန်တဲ့အခြေအနေတွေရှိနေပါလျက်နဲ့ဒီကောင်ဆန်ပြီးကိုပါသာကန်တွန်းလိုက်ရတယ်ရှိခဲ့တာကြောင့်ဝေဖန်ခံနေရပါတယ်။ဒါဟာအတင်းလိုက်စိတ်တန်းနဲ့တဟဆတာဖြစ်မှုကိုပါထိခိုက်စေခဲ့ပါတယ်။ညီကောင်ချုပ်တင်နဲ့ပြောရမယ်ဆိုရင်တော့ဆာလာရဲ့ရည်ချင်းကိုဘယ်သူမှမငြင်းနိုင်ပေမဲ့သူ့ရဲ့ခံစစ်တာဝန်မယူလို့တဲ့စိတ်ထားကိုတင်းတို့ကြဆင်လာမှုနဲ့အတင်းပေါ်တိတိနဲ့နားလည်မှုအားနည်းချက်တွေကြောင့် မိုဟာမက်ဆာလာကလီဗာပူးတင်းအောင်မြင်မှုကိုအန်တာဖြစ်စေတဲ့ပြဿနာတစ်ခုဖြစ်တော့တဖြည်းဖြည်းပြောင်းလဲလာနေပြီဆိုတော့ကိုနီးပြအာနေစလော့အနေနဲ့တင်းရနာကတ်အတွက်စဉ်းစားရတော့မယ့်အခြေအနေတစ်ခုပဲဖြစ်ပါတယ်လို့ခိုင်းမှာဆိုတော့တုံးတက်လိုက်ရပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချက်ပြတ်တယ်